ဒီမိုကရက်တစ်မြမအတန် DPP ရဲ့အောက်တိုဘာ30ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့စစ်တပ်ရွေးကောက်ပွဲဝါဒပြန်ဇာကားကိုဝေဖန်ခဲ့တဲ့ Rider Mighty အပါအဝင်3ဦးဖမ်းဆီးခံရတဲ့သတင်း၊မိုးကုန်းနဲ့မိုးမိတ်မြို့ကို TNLA လက်လွတ်ပြီးစစ်ကောင်စီနဲ့အပြစ်ရလိုက်တဲ့သတင်းနဲ့ဗန်းမောင်းမြို့နယ်နဲ့ကတာမြို့နယ်ကိုစစ်တပ်ကအပြင်းထန်ဘုံကျဲတိုက်ခိုက်နေတဲ့သတင်းတွေနားဆင်ကြရမှာပါ။ စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇကာကိုဝေဖန်ခဲ့တဲ့ဒရိုက်တာမိုက်တီဇက်ဘိုတျုပ်ဆောင်ကျော်ဝင်းထွန်းနဲ့ခါတာတျုပ်ဆောင်အုံတိုင်းတို့ကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။ကစ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းနဲ့ဇလန်းမှာပါဝင်တျုပ်ဆောင်ခဲ့သူတွေကိုအော်တိုဘာ29ရက်ကလူမှုကွန်ရက်မှာဝေဖန်ရေးသားတာကြောင့်ဆိုပြီးသူတို့ကိုနေအိမ်တွေကနေဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။သူတို့ဟာစစ်တပ်ကအာဏာသိမ်းတာကိုမထောက်ခံတဲ့အပြင်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ကြကြောင်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်သူတို့တက်ကြွနဲ့အမှုပညာကဏ္ဍနဲ့ပူးပေါင်းပါဝင်တာမရှိတဲ့အပြင် ြင်တခြားအမှုပညာရှင်တွေတဒတ်တအားပူးပေါင်းတာကိုဝေဖန်တိုက်ခိုက်တာရွေးကောက်ပွဲအပေါ်ပြည်သူတွေယုံကြည်မှုယုံနယ်လာစေအောင်ရည်ရွယ်ရေးသားဖြန့်ဝေခဲ့တာကိုစစ်စစ်တွေ့ရှိရတယ်လို့ထုတ်ပြန်ပါတယ်သူတို့၃ယောက်တည်းက Rider Mighty ဟာ2021ခုနှစ်မှာလူမှုကွန်ရက်မီဒီယာကတဆင့်စစ်တပ်ကိုဝေဖန်ရေးသားခဲ့တာကြောင့်ရာဇသက်ကြီးဥပဒေပုံမှ905ကာကြီးနဲ့ဖမ်းဆီးခံခဲ့ရပြီး2022ခုနှစ်အောက်တိုဘာ28ရက်မှာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြောက်ခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြောက်ခံပါမည်ဆိုတဲ့အစည်းကမ်းသတ်မှတ်ချက်နဲ့လူငယ်ခွေ င့်ပြုခဲ့သူဖြစ်တာကိုစစ်စစ်တွေ့ရှိရလို့သူ့ကိုရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာဝယ်ပေးရေးဥပဒေနဲ့အရေးယူနိုင်ရေးအပြင်အရင်ကကြံတဲ့ထောင်နှံကိုပြန်လည်ကြခံစေရေးလှုပ်သွားမယ်လို့ဆိုပါတယ်။ဇက်ဘိုတျုဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတျုဆောင်အုံနိုင်တို့ကိုတော့ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာဝယ်ပေးရေးဥပဒေနဲ့အရေးယူမယ်လို့ဆိုပါတယ်။ တရုတ်ဆိုရရဲ့ဂျာဝင်စည်းစမ်းမှုနဲ့တရုတ်နိုင်ငံကူမင်းမျိုးမှာစစ်ကောင်စီနဲ့တအံမျိုးသားလူမျိုးရေးတပ်မတော် TNL တို့အော်တိုဘာ29ရက်28ရက်မှာတွေ့ဆုံညှိနှိုင်းပြီးနှစ်ဖက်အပြစ်အခတ်ရက်စဲလိုက်တယ်လို့ TNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီအနေနဲ့ TNL ထိန်းချုပ်ဒေသတွေကိုလေကြောင်းနဲ့ဘုံကျဲတာစစ်ကြောင်းထိုးတာကိုရပ်တန့်ရမှာဖြစ်ပြီး TNL ကနေမိုးကုံနဲ့မိုးမိတ်မျိုးကနေစုခွာဖို့အတွက်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ဖော်ပြပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးနောက်ပိုင်းစစ်ကောင်စီနဲ့ TNL တို့ကြား9ချိန်အထိတွေ့ဆုံဆွေးနွေးပြီးနောက်အပြစ်အခတ် က်စဲရေးလက်မှတ်ရေးထိုးခဲ့တာပါ DNLA ထင်းချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမျိုးတွေကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူပြီးနောက် DNLA ထင်းချုပ်ထားတဲ့နံပါတ်2နမ်ဆန်မန်တုံမိုင်းလုံးမိုင်းငေါမျိုးတွေကိုစစ်ကောင်စီကနေ့စဉ်ရက်ဆက်ပုံကျဲနေခဲ့တာဖြစ်ပါတယ်ထင်းချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်သွားမှာဖြစ်ပြီးစစ်အာဏာရှင်ပြုတ်ကျရေးဆက်လက်ဖော်ဆောင်မယ်လို့မန္တလေးပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကကြေညာပါတယ် သခိုင်းတိုင်းဗန်းမောက်မြို့ကိုစစ်ကောင်စီလက်တက်ကမနေ့ကအောက်တိုဘာ29ရက်မနက်ပိုင်းမှာလေကြောင်းကနေဘုံအလုံး40ကျော်ကျဲချတိုက်ခိုက်သွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။တော်လန်ရေးတပ်တွေတိမ့်ပိုက်ထားတဲ့ဗန်းမောက်မြို့ပတ်ဝန်းကျင်ကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအရဲသားတွေနဲ့တော်လန်ရေးရဲဘော်တွေထိခိုက်သေးဆုံးတာမရှိပေမဲ့နေအိမ်တွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာဗန်းမောက်မြို့တွင်ကိုလည်းလက်နက်ကြီးနဲ့လှမ်းပစ်တာကြောင့်နေအိမ်တွေပျက်စီးတာဗန်းမောက်ရဲစခန်းတွေကအချုပ်ထောင်တွေမီးလောင်တာတွေရှိပေမဲ့စစ်ကောင်စီလော်ဘီတွေက KIA တွေမီးရှို့တယ်လို့ဝါရဖြန်ပါတယ်။ဒါအပြင်စစ်ကောင်စီလက်တက်ဟာသခိုင်းတိုင်း င်းကတာမြို့နယ်မှာမင်းညားက Jet Fighter 3စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးတယောက်အပါအဝင်ပြည်သူ၄ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ နေပြည်တော်မှာဖမ်းဆီးအကြမ်းချခံနေရတဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်နဲ့တွေ့ဆုံဝင်ပေးဖို့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကတောင်းဆိုတဲ့အပေါ်မှာရာဇဝတ်ပြစ်ဒဏ်ကြားခံနေရသူတွေနဲ့တွေ့ဝင့်မပေးနိုင်ဘူးလို့စစ်ကောင်စီဘက်ကတုံ့ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမလေးရှားနိုင်ငံမှာကျင်းပပြီးစီးသွားတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာရေးဘုံသဘောတူညီချက်၅ရက်အကောင့်ထဲပေါ်ဖို့အာဆီယံခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကတုံ့ပြန်ပြောဆိုရာမှာအခုလိုထည့်သွင်းပြောကြားလိုက် က်တာဖြစ်ပါတယ်။ဗိုလ်ချုပ်စော်မင်းထွန်းကအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာရိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လာရောနိုင်တဲ့သူတွေနဲ့တွဲဆုံနိုင်ရေးအစိုးရဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံနိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကျတွေနဲ့တော့ကျွန်တော်တို့တွဲဆုံခွင့်ပေးနိုင်ချင်မှပေးပါမယ်။ဘယ်နိုင်ငံမှာရောတွဲဆုံခွင့်ပေးပါလဲလို့မေးခွန်းထုတ်ချင်ပါတယ်လို့ပြောပါတယ်။နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့နေရာကနေထပ်မံပြောင်းရွှေ့ထားလိုက်တယ်လို့နေပြည်တော်အချုပ်ထောင်နဲ့နှီးဆက်သူတယောက်ကပြောပါတယ်။ စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြည်တွင်းပြည်ပသတင်းမီဒီယာသမားတွေသတင်းယူနိုင်တယ်လို့စစ်တပ်ဩဇာကံရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာ29ရက်မှာထုတ်ပြန်လိုက်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေမစင်လွတ်ဘူးလို့ The Straits Times သတင်းကဖော်ပြပါတယ်။ပြည်တွင်းသတင်းမီဒီယာတွေအနေနဲ့သက်ဆိုင်ရာမျိုးနယ်တွေမှာမီဒီယာတခုကိုသတင်းတောက်၄ရောက်နှုန်းသတင်းယူခွင့်ပြုမှာဖြစ်ပြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲစီမှာရှောက်ထားရမယ်လို့ဆိုပါတယ်။နိုင်ငံတကာသတင်းဌာနတွေကတော့စစ်ကောင်စီရဲ့ပြန်ကြားရေးဝင်ကြီးဌာနစီကိုရှောက်ထားရမှာဖြစ်ပြီးပြန်ကြားရေးဝင်ကြီးဌာန ကစီစစ်ထောက်ခံပေးတဲ့သတင်းဌာနသတင်းထောက်တွေကိုပဲခွင့်ပြုမယ်လို့ဆိုပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကအခုရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေစင်လို့မှာမဟုတ်ဘူးလို့တန်တမန်သတင်းရက်ွက်တွေက AFP ကိုပြောကြားထားတယ်လို့ဆိုပါတယ်။ဥရောပသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ကလည်းဒီရွေးကောက်ပွဲကနေယုံကြည်စိတ်ချရတဲ့ရလတ်ထွက်လာဖို့မဖြစ်နိုင်တာကြောင့်စောင့်ကြည့်သူတွေမစင်လွတ်နိုင်ဘူးလို့ပြောကြားရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။